ော့သူတို့သမီးတယောက်ကဒီထိုင်မသိအောင်သူကဝယ်တာမဟုတ်ဘူးငှားတော့ငှားတာဒါပေမဲ့သူ့အတွက်တီးတန့်ချုပ်ပေးပြီးတော့မှသူကပြန်ငှားတာဆိုတော့ဝယ်တဲ့ cost ကိုသူပေးစရာမလိုတော့ငှားတဲ့ cost နဲ့ပဲသွားတယ် မင်းသားမင်းသမီးဆိုတော့ရုပ်ထွက်တွေကအရန်လှနေရတယ်အဝစ်ဆုံကလည်းကျွန်တော်ရွှေဘူးနယ်ထိုင်မသိဆိုလို့ကျွန်တော်ရွှေဘူးနယ်တွေဆင်ပေးထားတယ်အမင်္ဂလာဆုံးကဝစ်ဆုံနေဆိုလို့ရှိရင်လည်းကျွန်တော်တကယ်အဟို class respect ကိုသွားတဲ့ဝစ်ဆုံနေကျွန်တော်ဆင်ပေးထားတယ်လာတပွဲလုံးစာကျွန်တော်ခေါင်းအစခြေအစုံကျွန်တော်တို့စီမှာအပ်လို့ရတယ်ဒရိုတာသုံးပြီးလုံးဝလှည့်ကြည့်စရာမလိုအောင်ကျွန်တော်တို့ကအစအနေအစုံအကုန်လုံးစီမံပေးရတယ်ပေါ့နော် ရှူတင်ကရွှေနိုင်ငံအတွက်ပေါ့နော်အဓိကရွှေနိုင်ငံပြက်ကလေးရိုက်ကူးရေးအတွက်ကျွန်တော်တို့အဓိကရိုက်တာပါအာ2026ကလန်ဒါအတွက်ပါခင်ဗျအဲ့အတွက်ပါအော်ကျွန်တော်တို့မင်္ဂလာဦးကနေပြီးတော့ဝစ်စုံနေအကုန်လုံးကိုကျွန်တော်တို့ကပံ့ပိုးပေးထားရပေါ့နော်စပွန်ဆာပေးထားရပေါ့ဟုတ်ကဲ့ဒီနေ့ကတော့ Science City တွန်ခမ်းရဲ့အဲပြီးတော့ကျွန်တော်တို့လင်းအောင်ခေရဲ့မင်းသားတွေပေါ့နော်ပြီးရင်နေလင်းရှင်ရဲ့ပေါ့နော်မင်းသမီးကတော့ Nopal ထားနေတယ် အတန်တားညီနေပေါ့ကျွန်တော်အဲ9ရောက်ရိုက်ဖြစ်ပါတယ်ခင်ဗျဝစ်စုံလေးတွေကတော့အစုံပေါ့ဟိုပွဲတဲ့ဝစ်စုံလေးတွေပါတယ်ပေါ့မြန်မာပွဲတဲ့ဝစ်စုံပေါ့နော်ပြီးတော့မြန်မာထိုင်မသိန်းဝစ်စုံပေါ့အဲပြီးတော့ကျွန်တော်အလှူမဝစ်စုံပေါ့တင်ငန်းပိခရာတွေပိုင်းနေပေါ့နော်အလှူမဝစ်စုံတွေပါတယ်ခင်ဗျပြီးတော့မင်္ဂလာအက်ခံပွဲအတွက်ပေါ့နော်ဒီတန်မင်္ဂလာစွန်ကျွေးစွန်ကတ်အက်ခံပွဲအတွက်ဝစ်စုံတွေပေါ့အဲအဲ့လိုမျိုးတွေကျွန်တော်ပါပါတယ်ခင်ဗျရိုက်ကူးဖြစ်ပါတယ် င်းသားမင်းသမီးဆိုတော့ရုပ်ထွက်တွေကအရန်လှနေရတယ်အဲပြီးတော့ makeup ပံ့ပိုးမှုကလည်းဒီနေ့ဆိုလို့ရှိရင်အဲသူ makeup သူတွေရဲ့ပံ့ပိုးမှုနဲ့တော်တော်ကြီးကိုအဆင်ပြေလှနေရပေါ့နော်ပြောရရင်တော့အရန်ရုပ်ထွက်အရန်ကောင်းသွားတယ်ပေါ့အဝစ်ဆုံကလည်းကျွန်တော်ရွှေဘူးနယ်ထိုင်မသိန်းဆိုလို့ရှိရင်ကျွန်တော်ရွှေဘူးနယ်တွေအဆင်ပြေထားတယ်အဲမင်္ဂလာဆုံးကက်ဝစ်ဆုံနေဆိုလို့ရှိရင်လည်းကျွန်တော်တကယ်အဟို class respect ကိုသွားတယ်ဝစ်ဆုံနေကျွန်တော်အဆင်ပြေထားတယ်ပေါ့နော်အဲ့တော့ကြည့်လိုက်ရင်အလုံးက perfect ပေါ့ perfect ပေါ့ okay. Oh. ကျွန်တော်တို့ကတော့နောက်တိုင်းတော့ကျွန်တော်မင်္ဂလာဦးမှာမထားထားဘူးနောက်တိုင်းမင်္ဂလာဝတ်ဆောင်တော့မရှိဘူးပေါ့နော်အဲကျွန်တော်တို့ကဒီပွဲတဲ့ဝတ်ဆောင်ရှိမယ်ပြီးတော့အဲညမာထိုင်မသိန်းဝတ်ဆောင်ပါမယ်အဓိကတော့ညမာထိုင်မသိန်းဝတ်ဆောင်ပေါ့နော်ဟိုအဲ accurate day အတွက်ပေါ့ပွဲကြီးနေ့အတွက်ပေါ့အဲ့လိုဝတ်ဆောင်နေပါမယ်ပြီးတော့မင်္ဂလာအက်ခံပွဲမင်္ဂလာဆွမ်းကတ်အတွက်ပြီးတော့လက်မှတ်ထိုးပေါ့မင်္ဂလာလက်မှတ်ထိုးမော်ကွန်းနဲ့လက်မှတ်ထိုးဝတ်ဆောင်နေလည်းရှိမယ်ပြီးတော့လူမောက်ဝတ်ဆောင်နေလည်းရှိအဲ့ဒါတွေကတော့ကျွန်တော်ကငားတဲ့အပြင်ကျွန်တော်ကချုပ်လည်းချုပ်ပေးတယ်ဒီသက်လာပြီးတော့အချုပ်အဲ့လိုလည်းရရတယ်ပေါ့နော်

ပထမမူလမင်္ဂလာဦးစခဲ့တာတော့ကျွန်တော်တို့ကမင်္ဂလာဝိဆုံတီးတန်းလေကျွန်တော်တို့စခဲ့တာပေါ့နော်အဲဝိဆုံကနေပြီးကျွန်တော်လက်ဝိရဏထတ်တိုးတယ်လက်ဝိရဏကြီးရှိမယ်မင်္ဂလာမင်္ဂလာအဲမင်္ဂလာဆောင်အတွက်ကိုမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့မိဘဝိဆုံကအစကျွန်တော်တို့ကလက်ရှိခုထားထားတယ်မိဘဝိဆုံလည်းရမယ်ပြီးတော့အယံပန်းချဲဘန်းကင်တွေအတွက်ဝိဆုံလည်းရမယ်ပြီးလက်ဝိရဏကြီးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲဒီအခုနောက်ပိုင်းထတ်တိုးတဲ့ service အနေနဲ့ဆိုလို့ရှိရင်ကျွန်တော် one stop planning service ပေါ့အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ကမင်္ဂလာတပွဲ ဲလုံးစာကျွန်တော်တို့ခေါင်းအစာခြေအဆုံးကျွန်တော်တို့စီမှာအပ်လို့ရတယ်တို့သားသမီးလုံးဝလှည့်ကြည့်စရာမလိုအောင်ကျွန်တော်တို့ကအစာနေအဆုံးအကုန်လုံးကိုစီမံပေးတယ်ပေါ့နော်အဲ one stop planning service လေးကိုကျွန်တော်တို့ထပ်တိုးပေးထားတယ်ခင်ဗျဟုတ်ကဲ့ င်္ဂါဝိစုံနဲ့ပတ်သက်တော့ဒရိုသမီးဝိစုံနဲ့ပတ်သက်လို့ရှိရင်အခုကအတိတ်ချုပ်ငါပေါ့နော်အတိတ်ချုပ်ငါတွေတော်တော်များကျွန်တော်တို့ရှိမှအကြရတယ်အတိတ်ချုပ်ငါဆိုတာကိုကျွန်တော်ပထမဆုံးကျွန်ရှင်းပြချင်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒရိုသမီးတယောက်ကဒီ time မသိအောင်သူကဝယ်တာမဟုတ်ဘူး ငါတော့ငါတာဒါပေမဲ့သူ့အတွက်တီးတန့်ချုပ်ပေးပြီးတော့မှသူကပြန်ငါတာဆိုတော့ဝယ်တဲ့ cost ကိုသူပေးစရာမလိုတော့ငါရဲ့ cost နဲ့ပဲသွားတယ်ဒါပေမဲ့သူ့အတွက်တီးတန့်ဖန်တီးထားတဲ့တစ်ချုပ်ငါဖြစ်တဲ့အတွက်ကိုသူစိတ်ကြိုက်သူလိုချင်တဲ့ design ပေါ့နော်အဲသူလိုချင်တဲ့အရောင်သူ့ရဲ့အသားအရည်နဲ့ live live ဖက်မဲ့အရောင်ပေါ့နော်အဲပြီးတော့သူတို့သားရဲ့အသားအရည်နဲ့ live ဖက်မဲ့ရောအဲ့ဒါလေးတွေအကုန်လုံးကိုကျွန်တော်တို့က customize ပြန်လုပ်ပေးပြီးတော့မှအဲသူတို့အတွက်တီးတန့်ချုပ်ပေးတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အစ်တစ်ချုပ်ငါပြန်လုပ်ပေးတယ်အဲ့ဒီအစ်တစ်ချုပ်ငါလုပ်ပ ်ပေးဖို့ order ချုပ်ပေးဖို့ကြောင့်ကျွန်တော်တို့အချိန်တော့ယူပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်လာမယ့်ဝါချိုးအတွက်ဆိုလို့ရှိရင်အခုဒီ um June July ပေါ့နော် August ပေါ့နော်အဲ့လောက်အတွင်းမှာအဲလာပြီးတော့တော့ကျွန်တော်တို့ ਨੇ ဆွေးနွေးသင့်တယ်ပေါ့နော်အဲ့တော့ one stop planning ဆိုရဲဒီလိုပဲဒီချိန်လေးကဆွေးနွေးပြီးတော့အပ်တင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဟိုဒီကြုံကြိုက်တုံးလေးပေါ့နော် MJ ကနေတစ်ဆင့်ကျွန်တော်သတင်းစကားလေးပါတာပါခင်ဗျာ ျွန်တော်တို့မင်္ဂလာဦးဟာဟိုတက်တန်းကတော့ပေါ့နော်ကျွန်တော်က၈နှစ်ကျော်၉နှစ်ထဲကိုကျွန်တော်ရောက်လာခဲ့ပြီပေါ့နော်အခု၉နှစ်ပြည့်တော့မယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဟိုအကောင်းဆုံး service တွေနဲ့ပေါ့နော်ကျွန်တော်ရက်တည်နေတယ်ပေါ့နော် good review တွေလည်းကျွန်တော်တို့အများကြီးရထားတယ်အဲသူတို့သားသူတို့သမီးစိတ်ကြိုက် စိတ်တိုင်းချဖြစ်အောင်လေကျွန်တော်စီမှာစိတ်ရှည်တီးခံပြီးတော့ service ကောင်းတဲ့ဝန်ထမ်းတွေကျွန်တော်စီမှာရှိရပေါ့နော်သူတို့လည်းဝန်ဆောင်မှုပေးတယ်ပေါ့နော်သူတို့ကိုယ်တိုင်ဝန်ဆောင်မှုပေးတယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်စီမှာ one stop planning ရော time မသိသိတဲ့ င်ရောအဲသူတို့သားသူတို့သမီးအပြင်အရန်ပန်းကျဲဘန်းကန်အပြင်မိဘတွေအတွက်ကဝစ်စုံအပ်မယ်ဆိုလို့ရှိရင်စိတ်တိုင်းချတဲ့ဝန်ဆောင်မှုနဲ့အနိုင်နိုင်ပါကြောင်းကျွန်တော်ဒီကနေသတင်းကောက်ပါချင်ပါတယ်။ ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ရန်ကုန်ဆိုလို့ရှိရင်ကျွန်တော်ဒီကိုကိုတက်သူမင်္ဂလာလမ်း145လမ်းဆိုပေါ့နော်အဲကျွန်တော်ရတနာလမ်းနဲ့သူမင်္ဂလာလမ်းထောင်းတော့ရောက်တာပေါ့တင်ကန်းကျွတ်မြို့နယ်ပေါ့ဒါကတော့ရန်ကုန် main ဆိုင်ပေါ့မန္တလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့က66လမ်း108 109လမ်းကြာမှာပါ